အမေရိကန်သမ္မတထရန့်ဟာဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကိုဦးဆောင်မှာဖြစ်တဲ့ထရန့်ကအီဂျစ်သမ္မတအဗဒဲဖတာအယ်လ်စီစီနဲ့အတူထိပ်သီးအစည်းအဝေးကိုအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်အစည်းအဝေးဟာအော်တိုဝါ73ရက်နေ့မှာရှန်အယ်စိတ်မှာကျင်းပမှာဖြစ်တဲ့ထိပ်သီးအစည်းအဝေးယူမန်ချက်ကတော့ဂါဇာမှာရှိတဲ့စစ်ပွဲကိုအဆုံးသတ်ရန်နောက်ဆုံးသဘောတူညီချက်တစ်ခုပြုလုပ်ရန်ဖြစ်ပါတယ်ဤထိပ်သီးအစည်းအဝေးဟာဂါဇာမှာ အပြစ်ကရဆဲရေးပရမအဆင့်တဘောတညချက်ပြည်တဲ့နောက်ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ထရန်ကအစ္စရေးနဲ့ဟာမတ်အကြားအပြစ်ကရဆဲရေးတဘောတညချက်ကိုညှိနှိုင်းရန်ကူညီခဲ့ပါတယ်။တဘောတညချက်တစိတပိုင်းအနေဖြင့်ဟာမတ်နဲ့အစ္စရေးတို့ဟာဒဇက်ကမ်ရာဖလဲရန်တဘောတူခဲ့ကြပါတယ်။ဟာမတ်က၎င်းတို့ဟာအကျဉ်းသား1950ဦးနဲ့ဖန်စီထားသူများနဲ့ဒဇက်ခံတွေကိုဖလဲရန်အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။ LCC ယုံက ကမ္ဘာခေါင်းဆောင်20ကျော်အားထိတ်တိအစီအဝေးသို့တက်ရောက်ဟန်မျှော်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။ Israel ဝန်ကြီးချုပ်နာတန်ယာဟုတက်ရောက်မည်ဆိုသည့်အတည်ပြုချက်မရှိသေးပါ။တင်းများအရအိန္ဒိယဝန်ကြီးချုပ်မိုဒီတက်ရောက်မှာမဟုတ်ဘဲနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကအိန္ဒိယကိုကိုးစားပြုမှာဖြစ်ပါတယ်။ပြည်ထောင်ဝန်ကြီးချုပ်စတာမာအီတလီဝန်ကြီးချုပ်မယ်လိုနီနဲ့ စပိန်ဝန်ကြီးချုပ်ဆန်ချာတိုကအစီအစဉ်ကိုတက်ရောက်မှာဖြစ်ပါတယ်။ပြင်သစ်သမ္မတမက်ခရွန်နဲ့တူရကီသမ္မတအာဒိုဂန်တို့အားလည်းထိပ်တီးအစီအစဉ်ကိုတက်ရောက်မှာဖြစ်ပါတယ်။ဥရောပသမဂ္ဂကောင်စီဟာ၎င်းရဲ့သမ္မတအန်တိုနီယိုကော့စတာကကိုစားပြုမှာဖြစ်ပြီးဂျော်ဒန်ဘီရင်နဲ့ကုရသမဂအတွင်ရမှုချုပ်တို့လည်းအစီအစဉ်တို့တက်ရောက်ရန်မျှော်မှန်းထားပါတယ်။ပြေခါရဆေးပြည်နောက်မှာဂါဇာမှာရှိတဲ့လူထုဟာဂါဇာမြို့တွင်ကျယ်ပြန့်တဲ့ ပြက်စီမှုတွေကြောင့်မှပြန်လည်ပြီးတော့ဝင်လောက်ခဲ့ကြပါတယ်။ဣဇရေလကနေဆာဖြတ်ကျော်ရေးဂိတ်ကိုဖွင့်နေပြီးတဲ့နောက်ထရက်ကာစစ်စီးဟာဂါဇာတွင်းတို့ဝင်ရောက်ခဲ့ပါတယ်။